မင်္ဂလာပါဇာနီကနေကြိုဆိုပါတယ်ဒီမှာတော့မိုးကျွနယ်ဖျားတော့ရဲ့အကြောင်းပြောပြသွားချင်တာဖြစ်ပါတယ်တော့ဟာခစ်တိကဘာမှာနာမည်အကြီးဆုံးနဲ့လူကြိုက်များဆုံး Notes နယ်ဖျားပါသူ့ကိုကတ်တွန်းတွေရုပ်ရှင်တွေနဲ့ဗီဒီယိုဂိမ်းတွေမှာထည့်ဖို့ကြရအောင်အခြား Notes နယ်ဖျားတွေထည့်ပို့ပြီးတော့နာမည်ကြီးနေတာဖြစ်ပါတယ်သူကနဖျားဝင် OD နဲ့ကဘာနာသမီးရော့ရဲ့တားတယောက်ပါမျိုးပေါင်းနဲ့သမီးစစ်နဲ့လက်ထပ်ခဲ့ပြီးတော့မက်ဂလီနဲ့မိုရီလို့ခေါ်တဲ့တာနေအောင်နဲ့တရူတာလို့ခေါ်တဲ့သမီးတယောက်ထွန်လာခဲ့ပါတယ် မျက်စိတရာကိုဖမ်းရင်နိုင်ပြီးဟောပစ်လိုက်တဲ့သူ့လက်ထဲကိုပြန်ရောက်လာတဲ့မေယိုနီယာတူကိုင်ဆောင်တဲ့နတ်ဖះပါအဲ့ဒီမေယိုနီယာတူကိုတောတယောက်ဘယ်ကနေရခဲ့ရလဲဒီနေ့မှာတော့တောနဲ့လူဂျူဟာလူပုရိနေရဲ့စပါတန်အင်စီကြီးထွက်ခဲ့ပါတယ်အဲ့ဒီမှာဘရိုကာနဲ့စင်ထရယ်လို့ခေါ်တဲ့လက်မှုပညာရှင်နှစ်ယောက်ကိုတွေ့ခဲ့ပြီးတော့လူဂျီကလောင်းကြီးတစ်ခုထပ်ခဲ့ပါတယ်နတ်ဖះပြင်အိုဒင်ရဲ့ပြစ်မှတ်ကိုဘယ်တော့မှမလွဲတဲ့ဂုံနီယာလန်တဲ့ free you skip blast နဲ့မော်တင်မော် နဖျားမှာစစ်ပြေဆွေအောင်စပင်လေးပါဝင်နဖျားရဲ့ရင်လာတဲ့တန်မိုးကြီးဟာပိုဆန်းတာတစ်ခုဖန်လေးနိုင်ခေါင်းဖြတ်ခိုင်းမယ်ဆိုပြီးတော့လောင်းချထက်ကြတာပါလူပုလက်မှုပြရှင်တယောက်ကစင်ခုံးမှုကိုလက်ခံလိုက်ပါတယ်အဲ့တော့မှာတော့တောရဲ့တူဖြစ်လာမယ်မယောနီယာကိုဖန်ပြီးပြလိုက်ပါတယ်ဖဲရောင်စုရိုက်ချိုးနိုင်ပြီးတော့ပြစ်လိုက်တဲ့လက်ထဲကိုအမြဲပြန်ရောက်လာတဲ့မယောနီယာဟာအခြားအရာတွေထက်အစွမ်းထက်နေတာကြောင့်လိုကီတယောက်လောင်းချရှုံးသွားခဲ့ပါတယ် ဒါပေမဲ့လေသားမှုနဲ့ဖျားရောဖြစ်တဲ့လူကြီးဟာရင်ကောင်းကောင်းဖြစ်ပုံစံပြောင်းပြီးတော့စပွားတိုင်ဟင်ကနေထွက်ပြေးသွားကြပါလေဒီလိုနဲ့ပဲလူပုရဲ့ဖန်ပြီးရဲ့မေယိုနီယာတူဟာတော့ရဲ့ဖိုးတန်ဆုံးပိုင်ဆိုင်မှုတစ်ခုဖြစ်လာကြတာပါတနအီရတော့တော့အဲ့ဒီမေယိုနီယာတူဆုတ်ကန်ရမှုတွေရန်ဂရီပါလို့ခေါ်တဲ့တန်လက်အိတ်တစ်စုံကိုအသုံးပြုပါပါတယ်။အဲ့ဒီຢာရဲ့ဘီရင်သူဆွမ်းဝနစာတိုးစီရဲ့မက်ဂရင်ဂေါ့လို့ခေါ်တဲ့ဆွမ်းကပတ်တစ်ခုလည်းပိုင်ဆိုင်ထားပါသေးတယ်။ ။နော့စတန်တိုင်းမှာတော့တော့ဟာလောကကိုကြောင်းအမြဲလက်ပတ်သွားလာနေသူပါ။အဲ့လိုသွားလာတိုင်းမို့တွေ့တန်ကွစ်နာနဲ့တန်ညိုစတာလို့ခေါ်တဲ့စိတ်နှကောင်ဆွဲယထာရစီကိုအသုံးပြုရပါတယ်။မိကမှန်နေတိုင်းလည်းလူသားမျိုးတွေကိုချိုင်းရနေရန်ဒီကာဝယ်ပေးနေဆွမ်းသားကြီးအများကြီးရှိခဲ့သူပါ။တော့ရနောက်ဆုံးဆွမ်းသားကတော့အိုဂျင်ပါဝင်အခြားနှစ်ပြားအများစုရဲ့ဤဆုံးဖြစ်တဲ့ရက်နာရောပါ။ရက်နာရောမှာတော့ရင်ဆိုင်ကြရတာကတော့ယောမန်ကန်နာလို့ခေါ်တဲ့ကမ္ဘာမွေကြီးပါ။ ကြီးမူကြီးကတော့ Giantess and Labora နဲ့ Lokio ရဲ့ပေါင်းစည်းမှုကနေပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ Ragnarok တွင်မှာ Thor နဲ့ Roman Gundam ဝီကြီးကိုအချင်းချင်းအသေးကြီးတိုက်ဆိုင်နေတဲ့နှုံးနှစ်ပတ်စုံတေးဆုံးခဲ့ကြတာပါ။အချို့ပြောရရင်တော့ Thor ဟာ Marvel ရုပ်ရှင်တွေနဲ့ Comics တွေမှာ Superhero တစ်ယောက်ဖြစ်လူကြိုက်များတဲ့ Norse နဲ့ဖြစ်ရပါပါ။ဒါပေမဲ့ Thor ရဲ့ Marvel version ဟာမူလ Norse တန်တိုင်းနဲ့ကွဲပြားနေတဲ့အချက်တွေလည်းရှိပါတယ်။ မဘေတိုးရဲ့စပင်ရောင်ဟာဖလုံးဖြစ်ပြီးတော့နော့စတော့ကတော့စပင်အနီရောင်နဲ့မုတ်ဆိတ်ရှိရှိသူပါအမဘေတိုးကတုတ်တူမယောနီယာဝှေ့ရမ်းပြီးတော့ပြန်တန်းနိုင်ပြီမဲ့နော့စတော့ကတော့အဲ့လိုမျိုးခီးသွန်းနိုင်မှုအတွက်စိတ်တည်နေရထားရင်လိုအပ်ပါတယ်မဘေတိုးဟာလူမျိုးသမီးတယောက်ဖြစ်တဲ့ဂျိမ်းဖော်စတာနဲ့အချစ်ဇလန်ရှိသူပါနော့စတော့ကတော့နှစ်ဖက်မှာစစ်ဖ်နဲ့လက်ထပ်ထားသူဖြစ်ပါတယ်မဘေတိုးဟာအပန်းကြားအဖွဲ့ဝင်တယောက်ဖြစ်ပြီးတော့နော့စတော့ကတော့အက်စကမန်ရဲ့အေဆာနှစ်ဖက်အုပ်စုရဲ့အဖွဲ့ဝင်ဖြစ်ပါတယ် အဆုံးထိနေတော့ဝေသားလို့ကျေးဇူးတင်ပါတယ်ဗျာဗီဒီယိုလေးကိုကြည့်နေတဲ့တည်းဆိုရင်တော့ like and subscribe လုပ်ပြီးတော့မမေ့ပါနဲ့ဦးနော်